င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းမ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL တပ်ဖွဲ့တွေအုပ်ချုပ်နေတဲ့မြို့နယ်တွေမှာဧပြီလအတွင်းမီး၈ကြိမ်လောက်ခဲ့ပြီးမိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကြောင့်တယောက်သေဆုံးကကလင်းငယ်အပါဝင်၄ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဧပြီလ30ရက်မှာထုတ်ပြန်ပါတယ် ဧပြီလ16ရက်ကတီဘောမြို့နယ်တုံစင်ကျေးရွာမှာအသက်50အရွယ်ဦးထွန်းဟာစစ်ကောင်စီရဲ့ခလာရ23တက်စခန်းဟောင်းမှာငှက်သွားပြရာကနေမိုင်းနှိမ့်ပြီးခြေတစ်ဖက်ဆုံးရှုံးသွားခဲ့ပါတယ်။မိုင်းရုံမြို့နယ်မန်ကယ်ကျေးရွာမှာလည်းဧပြီလ16ရက်ကမိသားစုဝင်၄ယောက်ဟာနွားကိုလိုက်ရှာနေတော့မပောက်ွယ်သေးတဲ့လက်နဲ့ကြီးကြီးတလုံးကိုကောက်ယူဆော့ရာကနေပောက်ွယ်လို့အသက်55နှစ်အရွယ်ဖခင်ဟာ နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ပြီးအသက်18နှစ်အရွယ်သားဖြစ်သူကတော့ဒဏ်ရာရသွားပါတယ်။ဧပြီလ20ရက်ကလည်းနတ်ဆန်မြို့နယ်လုံတောက်ကျေးရွာမှာအသက်18နှစ်အရွယ်မောင်ကျဲစင်နဲ့အသက်9နှစ်အရွယ်မတ်သီရိယတနာထွန်းတို့ဟာအဖေနဲ့အတူရေချိုးပြီးအပြက်လမ်းမှာလက်ပြပုံတလုံးကိုကောက်ယူဆော့ကစားမိတာကြောင့်ပောက်ကွယ်ပြီးဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ TNL ကထုတ်ပြန်ဖော်ပြထားပါတယ်ရှင်။ ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကစေကူတရဲ့အဖွဲ့ဟာငလင်တန်ခတ်ခဲရတဲ့မန္တလေးတိုင်းကြောက်စဲမြို့ကိုတွားရောက်ပြီးရွေးလျားစေကံဖွင့်လှစ်ခဲ့တယ်လို့ရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကသတင်းထုတ်ပြန်ပါတယ်။ထိုင်းစေကူတရဲ့အဖွဲ့ဟာမန္တလေးမြို့ချိုင်းအသာစံမြို့နယ်မက်သဒစ်ခရစ်ယာန်ဘုရားကျောင်းမှာလဲရွေးလျားစေပေကံဖွင့်လှစ်ပြီးအခြေခံစေဝါကုသပေးခဲ့ရမှာဒေသခံမြန်မာပြည်သူ159ယောက်လာရောက်ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံကျမအေးဝန်ကြီးဌာနမှဆရာဝန်အဖွဲ့ဝင်38ယောက်နဲ့ထိုင်းတက်မတော်မှ25ယောက်စစ်စုပေါင်း63ယောက်ဟာမန္တလေးမှလာရောက်ပြီးငလင်ဘေးသိပ်ပြည်သူတွေကိုကူညီပေးနေတာပါထိုင်းတက်မရော်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ကတော့မန္တလေးမြို့အမှတ်29အခြေခံပညာထက်တန်းကျောင်းမှာမျက်နှာကျပ်ပြင်ဆင်တက်ဆင်ပေးတာ၊နိုင်ရည်ပြင်ဆင်ဆေးတုပ်ပေးတာတွေလုံဆောင်ခဲ့သလိုနောက်တစ်ဖွဲ့ကတော့ ဒီကြေတကိုမြို့နယ်စီပင်ဈေးဝင်အတွင်းယာယီတက်အတွက်အမိုးကတက်ဆင်ပေးတယ်လို့ထိုင်းတယုံကထုတ်ပြန်ချက်အရသိရပါတယ်ရှင်မြန်မာနိုင်ငံစစ်မှုတန်ဟောင်းဗဟိုအဖွဲ့အကွထဒုဗိုလ်ချုပ်ကြီးစိန်ဝင်းကိုစစ်ကောင်ဆောင်ကအနာပေးပြီးအငိမ့်စားဗိုလ်ချုပ်ကြီးခေအောင်မြင့်ကိုအစာထိုးခန့်အပ်လိုက်ပါတယ် နေပြည်တော်ကောက်စီနယ်မြေတက္ကိနသီရီမြို့နယ်မှာရှိတဲ့ဘိုးစစ်မှုထောက်ဖွဲ့မှ၃ရက်ဆက်တိုက်စီဝေးလုပ်ပြီးနောက်အငိမ့်စဘူကျုပ်ကြီးခေအောင်မြစ်ကိုခတ်အပ်ခဲ့တာလို့စစ်မှုထောက်ဖွဲ့နယ်နီးစပ်သူတယောက်က TVB ကိုပြောပါတယ်မနေ့ကစစ်မှုထောက်အဖွဲ့ဘဟုဌာနချုပ်မှပြုလုပ်တဲ့2025စစ်မှုထောက်အဖွဲ့အထူးညီလာခံမှာဗိုလ်ချုပ်မှုကြီးမယောင်လှိုင်ကစစ်မှုထောက်အဖွဲ့တွေဟာ အငိမ့်စားအရာရှိစစ်တီတွေဖြစ်တာကြောင့်လောက်ရသမျှတပ်ပုံရိပ်ထိခိုက်မှာဖြစ်လို့သတိထားလောက်ကိုင်းမှုပြောဆိုခဲ့ပါတယ်။ငိမ့်စားဘူချုပ်ကြီးခင်အောင်မြင့်ကိုစစ်ကောင်ဆောင်ကစစ်ဘက်မှရှိနေစဉ်ကကွယ်ဦးစီးချုပ်လေးရာတို့အပြင်ကြီးရဲလေညှိနှိုင်းကုကယ်ရေးမှုရာတို့ပါတွဲဖက်ပေးခဲ့ပါတယ်။ဘူကျောက်ကြီးခင်အောင်မြစ်ကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီးစစ်စင်ရေးကိစ္စတွေမှာစစ်ပြန်စစ်မှုထမ်းတွေကိုပါစစ်ကောင်စီကအသုံးပြလာနိုင်တယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်ရှင်။ ရင်ကလင်ကျောက်ထိခိုက်ပျက်စီးခဲ့တဲ့တာဝတိမြို့နယ်အတွင်းကတာယာအေးကျေးရွာကို စစ်ကောင်စီကထောက်ပံ့တာမရှိတာကြောင့်ကိုထုကိုထပြည်လဲတိဆောက်ရေးလှုပ်ဆောင်နေရပါတယ်အောင်ခံပေးဖို့ထားပါတယ်ရှင်စကိုင်းလိုင်းကိုဘိုးပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းတာဝတိမြို့နယ်အတွင်းကစစ်တောင်းမြကန်းတပေးကတာယာအေးကျေးရွာမှာနေအဆောက်အဦ30လုံးထိခိုက်ပျက်စီးပြီး နေရှင်လုံးပြိုကျပျက်စီးခဲ့ပါတယ် မြင်ငင်လောက်ခတ်မှုကြောင့်ဒဏ်ရာသူတယောက်ရှိခဲ့ပါတယ်လက်ရှိမှာလည်းစစ်တောင်းမြကန်အနီးပြည်내ထူထောင်ရေးအတွက်ကိုဒီကိုဒ်ပြည်내တီဆောင်ရေးလှုပ်ဆောင်နေပါတယ်အော်ခုတော့ဂါကြီးပြန်လဲထူထောင်လုံနေကြတာပေါ့ဂါကြီးရဲသူအသေးသူစောင့်နေကြတာပေါ့အဲတချို့လည်းစောင့်နိုင်ပြီတချို့လည်းမစောင့်နိုင်သေးဘူးပေါ့ဂါကြီးနေအင်ခုတော့သူရဲ့ တိကျတော့မသိဘူးတခါကြီးဟွာတော့တော့ရှိတယ်30နဲ့နေ30နဲ့နေကူလောတဲ့78အိမ်လောက်တော့စောင့်နေကြပြီအဲခက်ခဲရတော့တခါကြီးကိုကတော့ဟိုဘယ်လိုပြောမလို့ဆိုတော့ဖြစ်တဲ့အိမ်တွေကကိုကကိုကကိုနီးကိုဟာနဲ့ကိုပဲဖြည့်ရှင်းပေါ့တခါကြီးရဲ့အဲလိုတော့မရှိဘူးမရှိဘူးဆိုမဲ့မိုးကလေးတော့လာထောက်ပတ်နေနေတူတယ်အဲဒီဘာပေါ့နေပြီးတော့ကောင်းစီရပါ့ အဲအဲ့ဒါကတော့အရင်ကပထမက68ဦးရတယ်တကကြီးအခုတော့လည်းကတော့အဲ့အားတွေကတော့ရင်ဟိုမဖြစ်ပါဘူးတကကြီးရယ်အစာအုပ်လေးတစ်ခုပေါ့နော်တိတိမမလေးရယ်အဲ့လိုဖြစ်အောင်ပဲအကွာကိုကိုနေကိုဟာနဲ့ကိုပဲစူးစမ်းပြီးတော့ပေါ့တချို့လည်းဖြစ်တယ်ပေါ့တချို့လည်းမဖြစ်သေးမဖြစ်သေးဘူးပေါ့ဟယ်လီနန်ခန်းစားရတဲ့ပြည်သူတွေဟာတလပ်ပြမြောက်ခဲ့ပြီဖြစ်လို့အလူရှင်တွေနေလာတာကြောင့်ငွေကြေးတက်နိုင်တဲ့သူတွေအနေနဲ့အခုလိုချိန်လေးမှာသွားလူပေးတာကောင်းတယ်လို့ ကိုယ်တိုင်သွားရောက်လှူဒန်းခဲ့သူတွေကပြောပါတယ်အချို့အိမ်ကြီးဖြတ်ရင်ဖြတ်ဖို့ပါ့မရှိတာတို့ဖြတ်ရင်တန်းလန်းလို့ဆိုအဓိကတော့ငွေသားတော့အကောင်းဆုံးပေါ့ကွယ်အဲ့တော့လူမဲ့လူချင်းကတော့ဘာမှတိုင်မပတ်တော့ဘူးနော်ခင်ဗျာငွေပေးလိုက်ရင်သူ့ဘာကိုကြိုက်တာဝယ်လို့ရသွားအာငွေသားကကျွန်တော်တို့လူတဲ့အလူရှင်အတွက်လည်းအရန်ပေါ်ပါတယ်ကိုပေါ်ပါတယ်ဟိုမှာကျွန်တော်တို့အက်စီမိတ်ဟိုဟာနဲ့ကို့ပါတဲ့ငွေကို ဟိုကဥယျာဉ်နဲ့စားကြလိုက်ရင်လည်းကွက်တီထွက်တယ်ပေါ့နော်ကွက်တီလည်းထွက်နိုင်တယ်အဓိကကျွန်တော်အလူချင်းတွက် ကတော့တော်တော်လေးပေါ့ပေါ့ပါနိုင်သွားပေါ့စားရေးတော်ရေးပစ္စည်းကုန်မှာပေါ့နော်အဲ့လို15ရက်လောက်ထားလို့ဆံမဲ့ပစ္စည်းတွေဝယ်သွားရင်လည်းအဆင်ပြေပါတယ်ဟိုကလည်းတလလည်းပြည့်ပြည့်လည်းပြည့်ပြီဆိုတော့နည်းနည်းတော့အေးရောအေးသွားပေါ့အလူချင်းတွေတော့အေးသွားပေါ့သူကတော့ရင်ဆိုင်အောင်မှာပေါ့အကခဲရတော့တကယ်လို့ဟိုကငွေကြီးတတ်နိုင်တယ်ဆိုရင်တော့အဲ့လိုလေးအခုလိုချင်းလေးသွားလူတွေရလည်းကောင်းပါတယ်သူတို့တွေ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေလျှံမှုနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရမှာတာယာရေကြီးရလည်းပေါင်ဝင်ခဲ့ပါတယ်ရေကြီးရေလျှံမှုတွေကြောင့်ဒေသခံတွေရဲ့စပါးနှံပြောင်းပဲတွေပျက်စီးဆုံးရှုံးတာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းထန်လှုပ်ခတ်မှုကြောင့်စုစုပေါင်းသေဆုံးသူအရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရှိသူ10000ကျော်ငလျင်ဘေးသင့်သူ39000ကျော်ရှိခဲ့ပြီးနေအဆောက်အအုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB က ဧပြီလ16ရက်နေ့ထိစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါဒီဗီဗီယိုမြန်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းပါဂျေဆုတမရရှင်